ဟယ်လိုအားလုံးပဲမင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါရစေဆိုတော့ဘီဘောင်နဲ့ပွဲစဉ်အတွက်ကျွန်တော်တို့သာကစားခဲ့တဲ့ပွဲမှာဗောနော်ကစားမားတွေရဲ့ player rating ပေါ့လေကျွန်တော်တို့ဘီဘောင်ကိုကွင်းမှာ3ကိုကိုမရှိဆိုတဲ့ရလနဲ့ကျွန်တော်တို့သာအနိုင်ရတယ်ဘလိုပဲပြောပြောအတင်းတွက်တော့ကျွန်တော်တို့သာတော်တော်ကောင်းနေရလက်ပေါ့လေဆိုတော့ old trap မှာကစားမယ်ပွဲမှာကိုရီသာဒီရလက်ကိုတိုင်ပတ်အောင်မလုပ်ဘူးဆိုလို့ရှင်ကိုရီအင်းနဲ့ကျွန်တော်နောက်တစ်ဆင့်ကိုဒါ final ကိုတကောင်းကောင်းတက်နိုင်မှာအရေးကြီးပါလေအရေးကြီးပါလေဆိုတော့ဒီပထမအကြုံနဲ့ပတ်သက်လို့ကိုကစားမားတွေရဲ့ performance တွေကိုကျွန်တော်ကြည့်ရရင် ကိုသမားအန်ဒရယ်ဦးနနာဆိုတော့ဘီဘာအိုကဒီတပွဲလုံးအနေထားနေဆိုလို့ရှင်ပထမပိုင်းမှာကောင်းကောင်းဒုက္ခပြီးနိုင်ခဲ့တာဗောနော်ဒုတိယပိုင်းမှာသူတို့ဘာမှန်းကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးဆိုတော့ပထမပိုင်းမှာဒီတပွဲလုံးအနေထားနေသူတို့ကိုပေါက်ကန်သူမှုကိုးချင်ရှိတယ်ဒုတိယပိုင်းက니ကိုဝီလန်ရဲ့ free kick တို့ဘာလို့ဟောပေါ့လေ တော့အသုံးချိန်၉ပေါက်တည့်ပြီးတော့ကျွန်တော်ဒါတကူးမှန်ကျွန်တော်မရခဲ့ဘူးပေါ့နော်ဦးနန်းအနေနဲ့ပထမပိုင်းမှာကာကွယ်သွားတဲ့အလုံးတစ်လုံးရင်နီကူလီယံဖီကစ်အလုံးရင်ကတော့ဒါကောင်းပါတယ်အဆင်ပြေတယ်ပေါ့နော်ဒါကာကွယ်သင့်တဲ့အလုံးတွေကိုကာကွယ်နိုင်သွားတယ်ပေါ့လေဆိုတော့တပွဲလုံးနေထားတဲ့ဦးနန်းကိုကျွန်တော်ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တာတော့ဘာမှမရှိခဲ့ဘူးပေါ့ဗျာဆိုတော့ဦးဦးနန်းတက်ကဒါတာမန်မဲလို့ကျွန်တော်ပြောလို့ရတယ်ရင်းနေမဲ့ကျွန်တော်4 ठी ပေးထားတယ်ဒါပုံမှန်ခြေစွမ်းတာမန်ခြေစွမ်းပေါ့နော်လင်းဒီလော့ဖ်ကိုကျွန်တော်ရင်းနေမဲ့ကျွန်တော်3 ठी ပဲပေးထားတယ် နီနီလော့ဖ်ကဗျာဘလူးတောင်ပြောရမလဲဟိုတပွဲလုံးကစားသွားတာကောင်းပါတယ်နော်သူကျွန်တော်တို့မှာနောက်တန်းကအရင်ကြီးအဖြစ်မရှိသေးတဲ့အချိန်ကြီးမျိုးမှာဝင်းဘတ်ကပြဿနာတက်တော့မာစတာဘီကိုရှေ့တင်လာရတယ်ဆိုတဲ့ခါကျတော့ဒီသူ့ကိုထည့်လာတာဗောနော်ဆိုတော့ဒီ weekend မှာကစားမဲ့ premier league ပွဲမှာလည်း mmoring ဘလူးပွဲထွက်လာအောင်မလဲတော့မသိဘူးလီနီလော့ဖ်တို့ဘာလို့အဲ့မှာထည့်ပြဿနာမရှိဘူးသူတို့နဲ့ဒုတိယကျတော့ထည့်လို့ကျွန်တော်မဖြစ်ဘူးလီနီလော့တော်တော်လေးတိုင်ပတ်တဲ့အမှားတွေတအားများတယ် ပြိုင်ဘက်က pressing လောက်တာကိုသူကောင်းကောင်းဟိုမဆော့တတ်ဘူးပေါ့နော်။လုံးဝဒီသူသူတည်ငြိမ်မှုမရှိဘူးပေါ့ဗျာ။ကျွန်တော် range မှာကျွန်တော် 3D ပဲပေးထားတယ်။ Harry Maguire ကကျွန်တော် range မှာကျွန်တော်60ပေးထားပါဗျာ။ Maguire ကိုကျွန်တော်တို့ကဒီအနားလေးပေးခြင်းတော့ဒီနေ့ပွဲတင်မှာကျွန်တော်သူ့ကိုလူစားလဲခဲ့တယ်။ဒါအပြင်ပထမရတဲ့ကိုမှ Harry Maguire ရဲ့ပေါ့နော်ကျွန်တော်ဒီဘယ်လိုပြောမလဲဆွမ်းဆောင်ရည်ကြီးကျွန်တော်အများကြီးပါပါတယ်။ဦးကာလီကတော့ဒါဖန်တီးမှုနှလုံးနေပါလိဖြစ်တယ်ပေါ့လေ။ဒါပေမဲ့လို့ပထမအလုံးမှာ Harry Maguire ရဲ့ လုံးကတော်တော်ကောင်းတာတော်တော်ပါကျွန်တော်တို့မထင်မှတ်တာတွေသူလုတ်ပြသွားပြီးတော့ဗောနော်နောက်တန်းမှလည်းသူတာဝန်ကျင်တယ်နောက်တန်းမှအမြင်ပေါ်တွေရှင်းတာเนาะဒါ distribution တွေလုတ်တာပေးတဲ့ play ကစားတာသူတာဝန်ကျင်ပါတယ်မကွမ်းရမှားခဲ့တာတွေကိုကျွန်တော်ဘာမှမရှိဘူးဗောနော်ကျွန်တော်ရင်းနဲ့ကျွန်တော် 6C ကျွန်တော်ပေးထားပါတယ် Lenny Euro ကိုကျွန်တော်ရင်းနဲ့ကျွန်တော် 4T ပေးထားတယ်တာမန်ပဲဗောနော်အမှားတွေလည်းမလုတ်ခဲ့သလိုအရင်ကြီးကောင်းပြခဲ့တိုင်းမျိုးလည်းကျွန်တော်မဟုတ်ခဲ့ဘူး ဒီတင်တော့ဒုတိယပိုင်းတပိုင်းလုံးကိုဘက်က AACC ကစားခဲ့ရတဲ့အချိန်ကြီးမျိုးမှာနောက်တန်းနေအလုတ်ရှုပ်ခဲ့တာအများကြီးမရှိခဲ့ဘူးပေါ့ဗျာဆိုတော့ယူရိုကလည်းကျွန်တော်ရင်းနှီးဘက်ကျွန်တော်၄ထိပဲပေးထားတယ်ပက်ထရစ်ဒူဂူလင်နီလော့ဖူပဲကျွန်တော်ရင်းနှီးဘက်ကျွန်တော်၃ထိပဲပေးထားတယ်ဒူဂူနေနဲ့ဒီထက်ပိုပြီးတော့ကျွန်တော်ကဟိုတူတက်တင်နေပြီပေါ့နော်မနေ့မှရင်ဒီသူ့ပုံစံကိုကြည့်ရတာကတော့ဗျာဒီဘီဘောင်ကွင်းမှာသူတော်တော်ကိုဟိုစိုးရင်ကြောင်းကြနေပုံမဲ့ဟိုဟယ်ရီမကွိုင်းရတို့ဘာလို့ဖာနန်ဒက်စ်တို့ပြောသူပဲပေါ့နော်ဘီဘောင်ကွင်းကြီးက ဒါပရိသတ်တွေကတော်တော်ကိုတခဲနဲ့အားပေးကြပြီးတော့တအားကိုစူညံလုံးနေပေါ့ဒါမျိုးကျွန်တော်တို့အခြေအနေနဲ့မကြုံဘူးဘာညာဆိုရဲသူပြောကြတယ်ပေါ့လေအဲ့တော့ကိုကစားမားတွေနေနေနည်းနည်းတုံ့လှုပ်တိုင်းမျိုးလည်းဖြစ်ကောင်းဖြစ်မှာပေါ့ဗျာတီတီညင်ညင်မလုံနိုင်တိုင်းမျိုးလည်းကျွန်တော်ဖြစ်ကောင်းဖြစ်မှာပေါ့ဒါမျိုးလို့ပက်ထရစ်ဒူကူမှာကျွန်တော်တိုင်းပက်နေတဲ့နှစ်ပွဲသုံးပွဲလောက်သူရှိပြီဒူကူနေနဲ့ဒီတက်ပို့ပြီးတော့ကောင်းနေတာတွေသူမကောင်းဘူးပေါ့နော်နှစ်ပွဲသုံးပွဲလောက်ကျွန်တော်ရှိပြီဆိုတော့ဒီပွဲမှာလည်းသူအခြေအနေမကောင်းခဲ့ဘူး defense လည်းစိတ်မချရဘူးတိုက်စစ်လည်းအများကြီးအားမကိုးရဘူးဆိုတဲ့အခြေအနေမျိုး ရင်းနဲ့ပဲကျွန်တော်3 ठी ပဲပေးထားပါဗျာဒီတက်ပူကောင်းတဲ့ဒူကူကိုမြင်ရဖို့တော့ကျွန်တော်မျှော်လင့်နေမကြခင်မှာနောက်တစ်ယောက်ကဥကာတီပါ assist နှလုံးအထိရခဲ့တယ်ဆိုတဲ့အခါကျတော့ကျွန်တော်သူ့ကိုရင်းနဲ့ပဲကျွန်တော်6ချီတော့ပေးထားတယ်အချိန်ကြီးကကျွန်တော်သူ့ကိုလူစားလဲလဲရတယ်အဲ့မဲ့လို့ဥကာတေးနေနဲ့ဆွမ်းဆောင်ကြီးကောင်းခဲ့တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပထမမိနစ်20လောက်မှလည်းအဲ့လိုပဲဥကာတေးတို့လည်းဟိုရောင်ပြောင်နေတာရောင်ပြောင်နေတယ်ဆိုတော့ဘောလုံးနေတည်တယ်မလားထိန်းနေပြီးရင်ထိန်းပြီးဘောလုံးကပျောက်သွားပြီး သူများကချက်ချင်း press လုပ်တာနဲ့ဘောလုံးတွေပြတ်သွားတယ်တို့တော့အဲ့လိုအမှားတွေကနေကျွန်တော်တို့ဒါတိုက်အဲ့လုံးတော့သူကန်ခွင့်ပြုလိုက်ရသေးတယ်ဦးနနာပုတ်သွားလို့အဲဒါမျိုးတွေပေါ့နော်ဒါကြောင့်ဟိုဂိုးပါဝင်ပတ်သက်မှုတွေမှာတော့ဦးကားတရရတော်တော်အချိန်ကြီးကောင်းခဲ့တာပေါ့ဗျာဒါကြောင့်လည်းပဲအဲ့ဒီနောက်ပိုင်းမှာကျွန်တော်တယောက်လည်းအသာစီးရသွားတယ် twin ကိုယ်တွေလည်းရသွားပြီးသွားပြီးဆိုတော့ဒုက္ခရောက်တဲ့ကစားမှာအများကြီးမရှိခဲ့ဘူးကျွန်တော် rain နဲ့ပဲကျွန်တော်60ပဲပြီးထားပါဗျာကက်ဆမဲရိုကျွန်တော် rain နဲ့ပဲကျွန်တော်60ပြီးထားတယ် ဒိုဒီမင်ကက်စမီရိုအနေနဲ့ဒီနေ့ပွဲစဉ်ကနော်ပဲကက်စမီရိုကိုကျွန်တော်ရင်းပဲကျွန်တော်70ပြီးသားတယ်။ကက်စီယာဒီနေ့ပွဲစဉ်မှာတော်တော်ကောင်းတာတကူးသွင်းနိုင်ခဲ့တယ်နော်လုံးဝသူကခေါင်းတိုက်တအားပိုင်နေတယ်မှာပါတယ်။ကျွန်တော်တို့အသင်းမှာပြဿနာကအဲ့ဒါပဲ။ခေါင်းတိုက်ဖို့ဆိုလို့ရှိရင်ကက်စမီရိုလောက်ပဲကျွန်တော်ရှိတာ။အဲ့ဒီမကွိုင်းကခေါင်းတိုက်ကောင်းနေဆိုတော့ထားတော့ပေါ့နော်။ဒါပေမဲ့လို့ကက်ဒီကက်စမီရိုလိုမျိုးမဟုတ်ဘူးသူကခေါင်းကြီးခေါင်းတိုက်တာတွေကလုံးဝပြင်းအပြင်းစားတိုက်ချက်တွေမရှိဘူး။ခေါင်းကြီးကဘလို့မခုံမှုပြန်မခုံတော့ဘလုံးကြလာတာကြီးကိုသူကဆောင်းတိုက်ရတာ။ ကက်စမဲရူတို့ဘာလို့တော့ဘောလုံးခေါင်းတွေပါတိုက်မင်းခုံပြီးတော့စောင့်ပတိုက်ခွဲပလိုက်တာသိရမလားအဲ့လိုမျိုးဒါကြောင့်ဘောတော့ဒီကက်စမဲရူကအသင်းမှာအမြင်ပေါ်ပိုင်နေနေတဲ့ကစားမားကောင်းတစ်ယောက်ပဲအသင်းမှာဒါမိုးဒီနဲ့လည်းသူအကျိုးပြုသွားသေးတာပဲတကူသွင်းသွားတယ်ဟိုမိနစ်90အပြည့်ကစားသွားတယ်ကွင်းထဲမှာကစားသွားတာတွေဆိုလို့ရှိရင်လည်းတကယ်ကောင်းနေပေါ့နော်ကျွန်တော်တို့ဒီ recovery တွေရော interception တွေရောဘောလုံးလှူတာတွေဘာတွေရောတက်ကယ်တွေရောတော်တော်ကောင်းခဲ့တဲ့နေရာမှာပါပါတယ်ကျွန်တော်ရင်းနှီးမဲ့ကျွန်တော်70ကက်စမဲရူကိုပြီးထားတယ် နောက်တစ်ယောက်ကမာစတာဝီပါဆိုတော့ဒါလော့နာနေတယ်ဆိုတဲ့အခါကျတော့ဟို right center back ကနေပြီးတော့ right wing back ကိုသူပြောင်းပြီးတော့ကစားရတယ်။ဒါလော့ဟို master ဝီဒီနေပွဲစဉ်မှာကျွန်တော်ကတော့ကောင်းလာတဲ့အများကြီးပူခဲ့တယ်လို့ပဲကျွန်တော်တို့ယူဆတယ်။နောက်သူတို့တယောက်ရောသွားလို့ပဲပြောပြောပါပဲပြောပြော Nico William နဲ့တွေ့တဲ့အခါမှာသူအများကြီးသူကာနိုင်ခဲ့ပါတယ်။ Nico William ဒီနေပွဲစဉ်မှာဆိုလို့ရှိရင်ဘယ်ပြောမလဲသူကတော့ပုံမှန်ထက်တယောက်ရောနေဆိုတော့ defensive မှာလည်းဟိုပြောင်းဝင်ယူနေရတာလည်းပါကောင်းပါမှာပေါ့လေ။ မာဇဒါဗီကိုလုံးဝကောင်းကောင်းကြီးကြော်နိုင်ခဲ့တယ်ဆိုတာမျိုးကျွန်တော်မရှိပါဘူး။မာဇဒါဗီဒီနေ့ပွဲစဉ်နီကိုဝီလျံကိုတားသွားတဲ့နေရာမှာတော်တော်ကိုတာဝန်ကြီးရလို့ကျွန်တော်ထင်တယ်။ဒါကြောင့်မနော်မာဇဒါဗီကိုရီနေပဲကျွန်တော်60ပေးထားတယ်။အန်ဒီရဲ့အများဆုံးမှာဆိုတော့နီကိုဝီလျံကိုကျွန်တော် ကောင်းကောင်းထိန်းနိုင်ခဲ့တာ။နော်။နောက်တစ်ယောက်ကဂါနာချူပါ။ဂါနာချူကိုကျွန်တော်ရီနေပဲကျွန်တော်50ပေးထားတယ်။အဲဂါနာချူရဲ့ဘနော်ဒီအတူအလှုပ်ကလေးတွေကြောင့်ဟိုပြီးတာလွှားတာတွေကြောင့်ဘနော်ကျွန်တော်ပြည်တံပေါ်ကြီးခဏတိုင်းကျွန်တော်ရရတယ်ပြပါဦးနားမှာ။ ါတွေကနေပြီးတော့တဆင့်ကျွန်တော်ဖြည်းဖြည်းချင်းနဲ့ NDA ဖန်တီးနိုင်နိုင်မှုတွေလည်းကျွန်တော်ရှိတယ်အလဟသက်ဖြစ်သွားတာမှုတွေလည်းကျွန်တော်ရှိတယ်ဒါပေမဲ့လို့ကာနာချိုနေနဲ့ဟိုဒီထက်ပို့ပြီးတော့ဘောလုံးတွေပါတယ်ပီးကစားရင်းနဲ့ဗောနော်သူကောင်းကောင်းဆုံးဖြတ်နိုင်သူကောင်းကောင်းမြင့်ပြီးတော့တကယ်သူ့အနေနဲ့သူမှန်မှန်ကန်ကန်လှုပ်လှုပ်နိုင်တယ်ဆိုလို့ချင်းမဆိုးဘူးဗျာအခုကပေးတင်တာတွေပေးနော်ကျွန်တော်ဒါချိတ်ဆက်တင်တာတွေချိတ်တဲ့ကိုရိုင်းကန်တင်တာတွေကန်အဲ့လိုသွားရမှာဒီနေ့ပွဲကတော့သူဖြည်းဖြည်းချင်းနဲ့တော့သူတင်ယူနေတယ်လို့ကျွန်တော်မြင်တာပဲသူ့အနေနဲ့သူတော့ဒီနေ့ပွဲတော့မဆိုးဘူးဗောနော်ဟိုခံစစ်လေသူအဲ့လောက်ထိလှုပ်လှုပ်ဆရာမလို့ဒီနေ့ပွဲမှာတိုက်စစ်ပဲသူတစ်ချိန်လုံးနေနေရတာဆိုတော့ အဲ့တော့ကြည်စိတ်ပူစရာကောင်းနေတယ်မှာမရှိဘူးဘောနော်ကျွန်တော်ရင်းနေမဲ့ကျွန်တော် 5T ပဲပေးထားပါတယ် Bruno Fernandes ကျွန်တော်ရင်းနေမဲ့ကျွန်တော် 8T ပေးထားတယ် Twin Go 2 Go ပါဝင်ပတ်သက်ခဲ့တဲ့ Captain ပေါ့ဗျာเนาะကျွန်တော်တို့ဒါဟို Penalty Twin Go ကလည်းဒီမတိုင်ခင်တုန်းကအမဲဒီအိုးကောင်လေးเนาะတိုက်စစ်မာဒီကောင်ပြေးလွှားနေတဲ့ကောင်သူတို့ဘက်က Fernandes ကိုလာပြီးတော့ဟိုဟာပြောဒါပြောလောက်တာ Penalty ကန်ကန်ကြီး Mind Game ကစားတာပေါ့ဗျာเนาะဒါပေမဲ့လို့ Fernandes တို့ဘာလို့က Penalty နဲ့ပတ်သက်လို့ရှိရင်เนาะကျွန်တော်တို့ဒါလက်နဲ့သွင်းတာမှလွဲရင်လွဲအောင်မယ် ဒီကြမ်းနော်စိတ်ချရတဲ့အတိုင်းတာတစ်ခုဒီကျွန်တော်တို့ရှိရဲဆိုတော့စိတ်ပူစရာမရှိခဲ့ဘူးအမှားပဲမရှိသူကန်ဒါလေးကန်သွင်းသွားတယ်ဒုတိယလုံး finishing ကလည်းတော်တော်ကောင်းနေဗျာအဲ့ကြောင့်ပြောတာတိုက်စစ်တွေပေါ့နော်အတင်းမှာကျွန်တော်တို့ကိုတင်းတိုက်စစ်တွေနေနဲ့ဘူးဘလူသွင်းရမလဲဆိုတာမျိုးတွေကျွန်တော်တို့သင်ယူဖို့လိုတယ် Fernandez ကနေ Fernandez ကတကယ်တမ်းပြောရရင်သူကဟို finishing တော်တော်လေးကောင်းနေတယ်မှာပါတယ်ဟို Uligana Solskjaer ရဲ့လက်ထက်တုန်းကဆိုလို့ရှိရင်လည်းပဲသူတို့ဒီ twin goal တွေဆိုတာမနေဘူးပေါ့နော် assist တွေခဏမေးတာ twin goal တွေဆိုတာမနေဘူးသူတမင်သူ့ရဲ့ finishing တွေသူကကြည့်လိုက်လို့ရှိရင်ဟုတ်တယ်ဗျာ တော့ကိုတင်းရဲ့တိုက်စင်မှုဒီမှာဆိုလို့ရှိရင် Fernandez လောက်ကို finishing မကောင်းဘူးเนาะ Whiteland လည်း Fernandez လောက် finishing မကောင်းဘူးပြီးရင်ကျွန်တော်တို့က Zigzi လည်း finishing မကောင်းဘူး Garnacho လည်း finishing မကောင်းဘူး Fernandez ကနေမြင်တကယ်ပြောရမင်းဂိုးဘလူသွင်းရမင်းတင်ရမလို့ဖြစ်နေပြီเนาะဒါကြောင့် Fernandez ကဒီနေ့ပွဲမှာလည်းအတင်းတွေပဲကျွန်တော်တို့ကဟိုခြေသွမ်းကောင်းပြသွားတယ်လို့ကျွန်တော်ထင်နေပါတော့အမားတွေပါတွေလုတ်ခဲ့တာမျိုးတွေကျွန်တော်မရှိဘူးလိုအပ်ရင်ကျွန်တော်တို့က defensive midfielder ဘေးကြီးစဉ်းကစားတာတွေလည်းကျွန်တော်ရှိတယ် ကိုရန်လည်းနှစ်ကိုသွင်းယူနိုင်ခဲ့တယ်ဆိုတော့အတင်းတွဲအရေးကြီးတဲ့အချိန်မှာကျွန်တော်တို့ကပတိန်ပဖော်မန့်ပြသွားတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့လေရင်းနဲ့ပဲကျွန်တော်၈တီပေးထားပါတယ်ရက်စမန်ဝှိုင်းလည်းကျွန်တော်ရင်းနဲ့ပဲကျွန်တော်၆တီပေးထားတယ်နော်ဘာလို့လဲဆိုတော့အနီကက်ကလည်းသူ့ကြောင့်ကျွန်တော်ရခဲ့တယ်ပင်နေဒီကလည်းသူ့ကြောင့်ကျွန်တော်ရခဲ့တယ်သူ့ရဲ့ပါနှက်မှုကြောင့်ပေါ့နော်ဒါအပြင်အရင်လိုမျိုးအာနော်သူ့ကိုဘလုံးပေးတဲ့ဟိအာထောင်သွားတဲ့ဟိနော်ဘလုံးပေးတဲ့ဟိချော်ထိန်တဲ့ဟိဘလုံးပေးတဲ့ဟိသူများလှုပ်သွားတဲ့ဟိမဟုတ်ဖိနေတောင်မန်ကဂါနာချူနဲ့အခြေဆက်လောက်တာတွေသူတော်လာတယ် ွန်းလေကစားမတွေနဲ့ဗောနော်သူအခြေဆက်ကလုတ်တာလေးတွေဟုတ်လာတယ်။ဟောအမြင်ဘောတွေကိုသူလုံးဝဟိုးတဲ့လုတ်တာလေးတွေဟုတ်လာတယ်။သူ့ဟာနေသူအဆင်ပြေလာတယ်။ကျွန်တော်ဖြည်းဖြည်းချင်းဒိုင်မိုလီတွေကိုတိုးတက်စီနေတာပြတည်လာပြီးခဲ့တဲ့ပွဲကလည်းသူလုံးဝသူသူကိုသွင်းခဲ့တဲ့ဘုံမောက်နေပွဲမှာအခုဒီပွဲလည်းပဲအနီကာကောပင်နေဒီကိုသူ့ကြောင်ရတာဆိုတော့ဒါအပေါင်းလက္ခဏာဆောင်တဲ့အရာတွေပဲ rest map ကကျွန်တော်ကြည့်ရင်အရင်ကလိုဆုတ်ပြတ်တက်နေတာမျိုးကျွန်တော်မဟုတ်တော့ဘူးဆိုတော့တိုက်စစ်မှုက ကိုကဂိုးမသွင်းနိုင်မှုဆိုလို့ရှိရင်တခြားဟာ offer လုံးနိုင်မှာဖြစ်မှာဗျာအခုလက်ရှိလိုပဲကိုကဂိုးမသွင်းနိုင်မှု twin ကိုနဲ့ပတ်သက်လို့ရှိရင်ကိုစီမှာစိတ်ချတဲ့နေရာရှိမနေဘူးဆိုလို့ရှိရင်ဒီအခုလိုမျိုးဗာလဲအခြေဆက်တီးတို့ဖန်တီးမှုတွေတို့သိတယ်မလားနော် link app play တွေတို့ offer လုံးနိုင်မှာကျွန်တော်ရမှာအသိန်းပေါ်တွေအတွက်ဒီဘွဲ့မှာသူလုတ်ပြသွားတယ်ဒီပုံစံတိုင်းပို့ပြီးတော့ two tap ပါစီလို့ပဲကျွန်တော်မျှော်လင့်တယ်ကျွန်တော်ဒီနေ့ကျွန်တော်60ပဲပေးထားပါတယ်ဒီလက်ဒုတိယပြန်မှာဝင်လာတဲ့မိနစ်အများကြီးမကစားခဲ့ရဘူးမေဆန်မောင်ဘောနော်ကျွန်တော်ဒီနေ့ကျွန်တော်40ပဲပေးထားတယ်တာမန်ပဲထူးထူးခြားခြားပဲမလုပ်နိုင်ခဲ့ဘူး အာမတ်ဒီယာလူတွေကိုပြင်မြင်ရတာတော်တော်ဝမ်းသာစရာပါအာမနဲ့ပတ်သက်လို့တော့ကျွန်တော်ရင်းနမဲကျွန်တော်မပြောတော့ဘူးเนาะအများကြီးလည်းပွဲကစားခွင့်မရဘူးဒါပေမဲ့ကစားခွင့်ရသွားတဲ့နေ့မှာဆလို့ချင်းနေပဲပြည်သက်တွေကိုစိတ်လို့ရတဲ့အကောင်နဲ့ movement လေးတွေပြသွားသေးတာလူချော်လည်းဒီတိုင်းပဲ main new လည်းဒီတိုင်းမှာပဲเนาะဆိုတော့ရင်းနမဲကျွန်တော်မပြောတော့ဘူးဒါကတော့အတင်းရဲ့ကျွန်တော်တို့ဒါကစားမောင်းရဲ့ဒါဆွမ်းဆောင်ရည်ဒီပေါ်လေးဘီဘောင်နဲ့ပွဲစဉ်ကညီကလို့နေနေရောအကောင်ဆုံးကဘသူဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ထင်ကြလဲเนาะမထင်မဖိနဲ့ကျွန်တော်တို့ဒါအကောင်ဆုံးဖြစ်ခဲ့တဲ့သူကဘသူဖြစ်မယ်လို့ကျွန်တော်တို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြပါမယ်